အမကိုတိုက်ခိုက်လိုက်လို့လေအမကဘာမှမဖြစ်သွားပေမဲ့အခုဖမ်းခံလိုက်ရတယ်မောင်လေးညီမလေးဆိုအပြစ်မရှိဘူးအမတို့ပြည်သူတွေထဲမှာမဖမ်းခံရတာအဲ့လိုသာဖမ်းကြီးဆိုလို့ရှိရင်နေ့စဉ်နဲ့မျှဟိုတနိုင်ငံလုံးတို့ဖမ်းရလိမ့်မယ် ရှင်းရှင်းပဲတဖမ်းမဲ့ဆိုတနိုင်ငံလုံးကိုဖမ်းရမှာသူတို့ပြောနေတဲ့ဟိုတကယ်နာမည်ကြီးတွေအခုပွဲတွေလုတ်သွားတဲ့နာမည်ကြီးတွေဆိုနိုင်ငံသားတွေမှာသွားပြီးတော့မှပွဲတွေတော်တော်ဆူနေရလေအဲ့ဒီပစ္စည်းတွေလည်းပြန်လာလို့ရှိလို့ရှိရင်တော့မှလှူရတယ်ဟဲ့ဒါလေးကအမေအလှူမွေးနေအလှူဆိုဒါဆိုလို့ရှိရင်လည်းသူတို့တိစ္ဆာဖောက်နေရပဲလေဒုက္ခရောက်နေတဲ့ပြည်သူတွေနေ့တူကထမင်းကနေလှူတယ်သူတို့လှူနေရပဲလှူရတဲ့လူတွေကဖမ်းမယ်ဆိုအဲ့လိုပဲဖမ်းရမှာနိုင်ငံလုံးသူတို့ဖမ်းရမှာသူတို့ကသူတို့တော့မှပြန်ပြီးအချုပ်ခန်းနဲ့ပြန်ဝင်ရလိမ့်မယ်မင်းအောင်လိုင်းကိုတိုင်ဘိုးချုပ်မူကြီးမင်းအောင်လိုင်းကိုတိုင်ကထောင်ထဲပြန်ဝင်ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်မှဖခင်တွေမှလှူနေရမှာမဟုတ်ဘူးလားသူကိုယ်တိုင်မှဟိုအเจ้าတွေသွားဒီเจ้าတွေသွားမိမနဲ့ကြီးရတွေသွားပြီးသူသွားကြည့်နေရမှာမဟုတ်ဘူးလားသူကဟိုအလှူရက်လူတွေဖမ်းကြီး ဆိုရင်တနိုင်ငံလုံးဖမ်းရမယ်သူကိုယ်တိုင်လည်းဖမ်းရမယ်သူလူလူအလှခံနေတဲ့သူဖုန်းကြီးတွေလည်းသူဖမ်းရမယ်ဟုတ်လားအမပြောတာအဲ့ဒါဆိုအလှခံနေတဲ့ဟိုဖုန်းကြီးတွေမေတီလာရှင်တွေကြောင်းတိုက်တွေလည်းသူတို့ဖမ်းရမှာပေါ့အဓိကတော့အလှတိုင်းသာဖမ်းမယ်ဆိုရင်တော့ကတနိုင်ငံလုံးသူတို့ဖမ်းရလိမ့်မယ်တို့မြန်မာတွေအလှတိုင်းရိုက်ရောတယ်အဲ့တော့ဟိုဒလန်လောက်တဲ့လူများလည်းသိသိချင်းပါတယ်ကိုယ်တိုင်ကမလှနိုင်ပေမဲ့ သူများလူတွေအလိုတာတို့မခေါ်နိုင်ဘူးဟာလာအဲ့ဒါအရင်ရှက်เสียကောင်းပါလေကျမတို့မြန်မာလူမျိုးတွေဘာကြောင့်မတိုးတက်တယ်လဲဆိုတာသူများအလောက်ကိုဟာလာဟိုဘယ်လိုပြောမလဲကိုကဟိုသူများလိုမလှူနိုင်ဘူးသူများလိုအလုံးမလုံးနိုင်တဲ့အတွက်ကြောင့်သူများလှုပ်ထားတဲ့သူများထားထားတဲ့ပြုတ်ထားတဲ့အလူကိုကုတုကုတုမခေါ်နိုင်တဲ့အပြင်ကိုတာတို့မခေါ်နိုင်တဲ့အပြင်ကိုအကုတုကိုအကုတုဖြစ်ပြောင်းလဲရအောင်လို့သူများတွေဒုက္ခပေးတာအဲ့ဒါအရင်ဝင်ရဲကြီးတယ်နော် စစ်ကောင်စီမတရားဖမ်းဆီးခဲ့သူ၂ဦးသည်စစ်ပေးရှောင်နှင့်ငလင်သစ်ပြည်သူများကိုကူညီနေသူများသာဖြစ်ဟုအဆိုတော်ချမ်းချမ်းဖြည့်ရှင်စစ်ကောင်စီမတရားဖမ်းဆီးခဲ့သည့်မဖြူဖြူနှင်းနှင့်ကိုဖုံးမြင့်အောင်တို့သည်မြန်မာနိုင်ငံအတွင်းရှိစစ်ပေးရှောင်နှင့်ငလင်သစ်ပြည်သူများကိုကူညီနေသူများသာဖြစ်ကြောင်းအဆိုတော်ချမ်းချမ်းကယနေ့ဇွန်၃ရက်တွင်ပြည်ဤလူမှုကွန်ရက်စာမျက်နှာမှာတဆင့်ရှင်းလင်းခဲ့သည့် အစိုးရချင်းချင်းတင်ပို့သည့်ပစ္စည်းများကိုရောင်းချပေးနေသည်ဟုဆိုကာဧပြီ13ရက်တွင် မန္တလေးတိုင်းချမ်းအေးတာဆန်မြို့နယ်အောင်နှမ်းရိပ်တာရပ်ကွက်တွင်နေထိုင်သည့်မဖြူဖြူနှင်းနှင့်မေရှိရက်တွင်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်း၅၄ရက်ကွက်နေကိုဖုံးမြင့်အောင်လို့ကိုစစ်ကောင်စီကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးထို့ပြင်မဖြူဖြူနှင်းနှင့်ကိုဖုံးမြင့်အောင်တို့သည် CDN ပြုလုပ်ရန်နှိုးဆော်ခြင်း စူပုံအောင်ကြောမှုဖြစ်စေရန်ဆောက်ရှုံမီဒီယာမှတဆင့်ပို့ရေးသားခြင်းများကြောင်း905ကဖြင့်အမှုဖွင့်လှစ်ထားသည့်အပြင်တော်လန်ရေးအဖွဲ့အစည်းများကိုထောက်ပံ့နေသည့်ဆိုသည့်ဆွဆွဲချက်ဖြင့်အခြားပုံမှန်များဖြင့်တက်မှန်တရားဆွဲဆိုရန်စစ်ကောင်စီကဆောင်ရွက်နေခြင်းလည်းဖြစ်သည်တွက်ကိုအမှန်တရားအနေနဲ့ချပြပေးဖို့ဒါစစ်ကောင်စီနဲ့တကွဖမ်းဆီးထိန်းသိမ်းထားခြင်းခံရတဲ့အမှားရဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်အပြစ်မရှိတဲ့အကြောင်းကိုအမှားကဖြေရှင်းချက်ပေးခြင်းနဲ့မတရားဖမ်းဆီးခြင်းခံရတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုဆွဆွဲမှုတွေဟာတာမန်တော့မဟုတ်ဘူးတိုင်တန်းတဲ့လူရှိတယ်ဒလန်တွေရှိတယ်ဆိုတော့ဒါတွေ တို့ဘာကြောင့်လှုပ်တယ်လဲဒီလိုလှုပ်ရခြင်းရဲ့အကြောင်းရင်းတွေကိုသူတို့ဘာကြောင့်ဒီလိုမျိုးသူတို့ဘာရဲ့မိသားစုတွေအပေါ်ထလာမစမနာနဲ့ဒီလိုမျိုးကိုကျိုးစီးပွားပတ်စံလေး၄၅သောင်းတသိန်းရဖို့အတွက်အဲဒလန်လုတ်ပေးတာတွေဟလာဒီစကားစားရဲ့ဟိုဘယ်လိုပြောမလဲဟိုအရေးပေးမှုကိုရဖို့အတွက်အချင်းချင်းသစ္စာဖောက်တာတွေဓာတ်တွေအပေါ်မှာအမတိစေချင်တဲ့အရာလေးပေါ့နော်ဒီနေ့ပြောပြချင်တယ်ဒါကဘသူ့ဘက်မှာအမဘက်လိုက်ပြီးပြောတာမဟုတ်ဘူးဒါပေမဲ့အမှန်တရားကိုအမှန်တရားတိုင်းမမြင်တဲ့အတွက်ကြောင့်ဒါကိုမြင်စေချင်လို့အမပြောတာ ဒီပြဿနာလေးဖြစ်ရခြင်းဒီကိစ္စဖြစ်ရခြင်းအကြောင်းရင်းကိုအမပထမဆုံးပြောပြပေးမယ်နော်သူတို့ဘာကြောင့်ဒီလိုမျိုးဆွဆွဲချင်းခံရလဲဆိုတော့ဒီမောင်လေးတွေညီမလေးတွေဆိုတာကအမနဲ့ခင်မရင်းနေတာနှစ်ပေါင်း၁၀နှစ်၁၅နှစ်အမရဲ့အနုပညာတက်တက်ဆလုပ်ကြတဲ့အမရဲ့တကယ်အမရဲ့ပြိတ္တတိဆိုတော့အမမလေးသွားရလေဒီညီမလေးနဲ့အမြဲတမ်းဆောင်နေသမီးနေစားရဲဟလာဈေးတွေထွက်ဝယ်ကြရဲအမလိုတာလေးတွေကူညီပေးတယ်ဒီလိုမျိုးလေးတွေပေါ့နော်တယောက်နဲ့တယောက်ကညီမလို့ချစ်ကြတာဆိုတော့သူ့မှလည်းသားလေးသမီးလေးတွေနဲ့မိသားစုနဲ့အေးအေးချမ်းချမ်းလေးသူ့အတူဈေးရောင်းနေတာဘာမှဒီတော်လိုင်းနဲ့ပတ်သက်လို့ဒီကိစ္စတွေသိချင်းလည်းမရှိဘူးအမ သူညီမလေးရေအမမတော့ဟလာဒီလိုမျိုးအခက်ခဲလေးရှိတော့အမလူချင်းတဲ့နေရာလေးတွေရှိတယ်ငလင်းပေးတဲ့ကလေးတွေဟလာစစ်ပေးဆောင်တဲ့ဟိုစခန်းကကလေးတွေပြီးတော့အသက်ကြီးရွယ်ဦးတွေတချို့ဆိုကလေးမမွေးနိုင်ဘူးကလေးမွေးဖို့ဆိုရင်မရှိတဲ့အတွက်ကြောင့်ကလေးမွေးရမှာကြောက်နေရမိခင်နေဒီလိုမျိုးကလေးတွေမိသားစုတွေအတွက်အမကူညီဖို့အတွက်အမဒီဈေးရောင်းတာလုပ်ပေးတာကိုယောက်ျားပတ်စံမချနိုင်လို့မဟုတ်ဘူးအမယောက်ျားပတ်စံချတာအမထိုင်ပြီးတော့အလူအတွက်ဆိုပြီးပတ်စံတောင်းနေလို့အမြဲတမ်းမရဘူးပြီးတော့အလူဆိုတာကအခုခေတ်မှာ လူတွေကအရန်ကိုမှပင်ပင်မမန်းလေးပတ်စံတွေကရှာရတယ်စီးပွားရေးတွေအဆင်မပြေတဲ့ခါမှာအရင်လိုမျိုးဟလာဟိုကမ်ပိန်းတွေမှာပဲကြည့်ကြည့်အလှူခံတဲ့နေရာမျိုးတွေမှာဘယ်သူမှအလှူအားတက်တယ်ရောမပါဝင်နိုင်ကြတော့ဘူးအ အမကတော့လည်းအားနာတယ်အမဆိုဘယ်တော့မှကိုပိုင်အကောင့်နဲ့အလှခံတာမျိုးအမမလုပ်ဘူးအလှရှင်နဲ့အလှခံတဲ့လူတိုက်ရိုက်ဆက်သွယ်ပေးတယ်ဒါအမရဲ့ဟိုစိတ်နာအစ်စ်ပေါ့နော်တပြားတစ်ချက်မှလည်းဟိုအလှခံပြီးယူရတယ်မှလည်းအမမပေါ့ဘာကြောင့်လဲဆိုတော့အမကစားနိုင်တယ်ဝင်းနိုင်တယ်နေနိုင်တယ်တောက်နိုင်တယ်အကုန်လုံးနိုင်တယ်အမမျိုးသားအမကဟိုဟိုဘာမှလိုလေသေးမရှိထားထားတာပြီးတော့အမကဘာမှပူစရာမလိုတဲ့ဘဝဒါပေမဲ့ဒုက္ခရောက်နေတဲ့အမရဲ့ပြည်သူတွေအခုဆိုငလင်ပေးတင်တယ်အမအိတ်ဆာရောက်တဲ့အချိန်မှလည်းငလင်ပေးတင်တဲ့ဟာအတွက်ကိုအမအဓိကလှူဒါန်းတယ်ပြီးတဲ့အခါမှာစိတ်ပေးချာမှာဒုက္ခရောက်သွားတဲ့ကလေးတွေခြေပြက်လက်ပြက်တွေအိမ်ညာမဲ့သွားတဲ့ကလေးတွေစာသင်ကျောင်းအတွက်သင်ကြားနေရာမရှိတဲ့လူတွေနေဒီဒူဘာထမင်းစားဖို့ တနေ့စဉ်အာဟာရဘူးမရှိတဲ့နေရာတွေကိုအမလှူပေးတာဆိုတဲ့အခါကျတော့တချို့တွေကကျတော့အခုချိန်ဒီမှာလေအမရဲ့ဒီလေးထဲမှာလေဒလန်နေပါပါတယ်။ဘာကြောင့်အမအခုလိုမျိုးဟိုပြဿနာဖြစ်သွားရလဲဆိုတာကမလိုလားအဲ့တော့ပြဿနာပေါ့နော်။အဓိကတော့ဒီမောင်လေးဆိုလို့ရှိရင်လေဒီဖုံးမြအောင်ဆိုလို့ရှိရင်လေ तू ဟာဟိုဘယ်လိုပြောမလဲ။တာမန်ရိုးရိုးဟို သူနာပြုတ်လေသူ့ဘာသာသူမိဘကိုလောက်ကောင်းကောင်းမွန်မွန်နဲ့လောက်ကင်ရှာကျွေးနေတဲ့မောင်လေးတယောက်ဆိုတော့အမနဲ့ခင်တာအရန်ကြပြီအမရဲ့ပြိတ္တဆိုတာလည်းဟုတ်တယ်ဆိုတော့10နှစ်ကျော်15နှစ်လောက်အမအပေါ်မှာဘာပဲလိုလိုဟာလာလူနေသေးမရှိအများနဲ့ကူညီပေးတယ်ဆိုတဲ့ခါကြတော့ဟိုဘယ်လိုပြောမလဲအခုလိုမျိုးဟိုအမလှူဒန်းခြင်းတဲ့ဟာမျိုးလေးဆိုတော့ကူညီပေးတာပေါ့နော် ဆိုတော့ဒီအမှန်တရားတခုပြောပြမယ်နော်လူတွေဟာဘလောက်ထိခုချိန်မှာကိုချင်းစာနာမှုမဲ့နေပြီလဲဆိုတော့စစ်ကောင်စီနဲ့တကွဒီပြဿနာဖြစ်ဖို့အတွက်ဒလန်တွေအားလုံးကလည်းသိစေချင်ပါတယ်ကိုချင်းစာနာစိတ်ကလေးအလှူတခုလောက်တယ်ဆိုတာဘလောက်ထိပင်ပန်းပြီးတော့ဆက်ရောကိုပါပင်ပန်းရလဲဆိုတော့သူတို့နားမလဲဘူးအမဆိုရင်ကိုပါတာကိုအိမ်မှာအေးစင်နေနေလို့ရတယ်ဒါပေမဲ့ငလင်းလောက်သွားတယ်တော်တော်များများအမရေစားပိုးစားဖို့မရှိဘူးအမရေစကိုင်းဘက်မှာငလင်းတန်းလေးတင့်နေအမရေတောင်ဘက်မှာနေပြီးတော့ဘက်မှာအမလှူတဲ့အခါမှာလေအမပုံမှာအခုလိုမျိုးပြစ်မှားတဲ့ဒလန်နေဟလာစကစကူထောက်ပတ်နေတဲ့လူတွေအားလုံးလည်းအမလှူတဲ့ဟာကိုစားတဲ့လူတွေအများကြီးပါတယ်သိလား ဒါပေမဲ့အမဒီအလှဘတော်မှမခွဲကြဘူးအမလှူလိုက်တဲ့အရာမှာစားတဲ့လူတွေကနေပြီးတော့မှဆိုလဲနေပြီးတော့မှမှာဒီစစ်ကောင်စီဘက်ကိုထောက်ပံ့နေတဲ့လူတွေအများကြီးပဲဒလန်လုံးနေတဲ့လူတွေကမှအမစီမအကောင့်တူနဲ့လာပြီးလှူခံတဲ့လူတွေအများကြီးပဲဒါပေမဲ့နေဟာငါ့ကိုဒလန်လုံးမဲ့လူလားငါ့အပေါ်မှာတစ္ဆာဖောက်မဲ့လူလားဆိုအမတစ်ခါမှဘာမှမမေးဘူးဘာကြောင့်လဲအမအလှူလုပ်တဲ့အခါမှာအမကတော့လေစိတ်ကောကိုပါပွင့်ပွင့်လင်းလင်းနဲ့ရှင်းရှင်းတန်တန်နဲ့ပဲအမစိတ်ကိုထားပြီးတော့လှူတယ်စိတ်ပြတ်တယ်အမအလှူတစ်ခုလုပ်တဲ့အခါမှာဩဟိုဘယ်လိုပြောမလဲ ဟိုငါလူလိုက်တဲ့လူကငါ့ကိုဟိုဆဲမဲ့လူလားငါ့ကိုတစ္ဆာဖောက်မဲ့လူလားဟလာငါ့ကိုပြန်ပြီးရုံးပါမဲ့လူလားဆိုအမဘယ်တော့မှမတွေ့ဘူးဒါပေမဲ့အော်လူဆိုတာကထမင်းစားဖို့တောက်ဖို့အတွက်ရုံးကန်နေတဲ့အချိန်မှာဘယ်လောက်ဒီနေဘူးတဲ့မှာရုံးကန်နေရလေကိုယ့်ရဲ့မြန်မာနိုင်ငံမှာရှိသမျှလူတွေအားလုံးကအရင်လိုစီးပွားရေးတဲ့အဆင်ပြေနေကြတာမဟုတ်ဘူးအဲ့ဒီအတွက်ဆိုအော်သူတို့လေးတွေငါ့ပေါ်မှာကောင်းကောင်းမကောင်းကောင်းငါလူလိုက်တဲ့လူဟာငါ့ပေါ်မှာရုပ်တယ်ညံ့တယ်ဆိုတာကလေဖျားနဲ့ရှင်းလိမ့်မယ်ငါနဲ့ရှင်းချက်အကြောင်းမရှိဘူးလှုပ်တယ်ဆိုတာစိတ်ပြတ်စိတ်တန့်မှရတဲ့အရာ အဲ့လိုဖြစ်ဖို့တောက်အမယောက်ျားစီပတ်သက်ချင်းလုံးတော့တောင်းနေလို့မရမိသားစုခြားကျွေးဖို့တမယောက်ျားတောင်းမယူထားတာဒီအလှူတန်းနေနေစင်နဲ့အမြလှုပ်ဖို့အတွက်ဆိုတာပတ်သက်ဒီပတ်သက်ဆိုလွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ဘူးအမစိတ်မကောင်းဘူးဆိုတော့အမအခုဆုံးရှုံးသွားတဲ့ငွေဆိုတာဘာမှမဟုတ်ပါဘူးတိတ် တရာ300ဆိုတာဘာမှမဟုတ်ဘူး။ဒါပေမဲ့လေအဲ့ဒီပတ်စံတွေအားလုံးကတကယ်ဒုက္ခရောက်နေတဲ့လူတွေအတွက်ကိုသွားဖို့အတွက်ကိုအမပြင်ဆင်ပေးထားတဲ့ပတ်စံတွေ။ဒီအလူငွေတွေဆိုတာကသူများအသက်ကိုတတ်ဖို့အတွက်ငွေတွေပြင်ဆင်ထားတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီငွေတွေကိုနှက်မျောတာ။နှက်မျောတာကကိုယ့်အတွက်မဟုတ်ဘူး။အမအတွက်ကအမသုံးဖို့အတွက်ဆိုလို့ရှိရင်လေအမအဲ့အဲ့ဒီစာရောက်တဲ့အမဒေါ်လာနဲ့ရောင်းမှာ။ဒေါ်လာနဲ့ရောင်းလို့ရတယ်။မြမပြီကိုပို့ပြီးတော့ ိုင်နေပတ်နေတာဘာကြောင့်မှမရှိဘူးဒါပေမဲ့အဲ့ဒီပတ်စံတွေကအော်ငလျင်တင့်တဲ့လူတွေဟလာစစ်ဘေးတင့်တဲ့ကလေးတွေစားဖို့တောက်ဖို့အတွက်မရှိတဲ့နေရာတွေမှာလှူဖို့အတူဆုဆိုအသက်ကြီးတဲ့အဖိုးဖွားတွေစိတ်ရုံမှာလာပြီးဖြစ်ထားတယ်စိတ်မောဟကလည်းမရှိဘူးထောင်ထဲအမျိုးသမီးတွေမတရားမြင်မှတ်နှိမ့်ဆက်ခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေသူတို့အတွက်စိတ်မောဟကတွေသူတို့အသက်တွေဆက်ပြီးတော့မှမိသားစုတွေနဲ့အဆက်အသွယ်နေရတဲ့အခါမျိုးတွေမှာစားဖို့တောက်ဖို့စေဖို့ဝါကတွေရဖို့အတွက်အမတို့အဖက်ဖက်ကနေကုညီပေးနေတာသူများအသက်ကိုတတ်ဖို့မဟုတ်ဘူးဒါကြောင့်ဘာကြောင့်များဒီတလန်းနေဟာလာအမအကောင့်နေမလာမင်းရဲ့တချို့ရှိတယ်အမရဲ့အိတ်ဝဲကျလို့ဆိုပြမအမအခု ရောင်းနေတဲ့အဲ့ကလေးတွေဆိုတာကချစ်တဲ့မြတ်ပတ်ဆိုင်ကြီးအားလုံးကမြမပြီကအမအခုကိုညီပေးနေတဲ့မောင်လေးတွေမြမလေးတွေရာနေပြီးတော့အမလူချင်းတဲ့နေရာလေးကိုလှူပေးတာသူတို့လေးတွေအစင်းတာအပြည့်နဲ့လှုပ်ပေးတာဒီနိုင်ငံရင်းမှာပါဝင်တာတခုမှမဖြစ်ဘူးသူတို့အောက်နေသွားကြည့်လိုက်သူတို့မိသားစုတွေသူတို့ရုံးကန်နေတာတာမဲ့ဈေးရောင်းနေတဲ့လူတွေတာမဲ့အလုံးလုံးနေတဲ့ nest တွေဘလောက်နေရရရဆက်ဆက်ဆွဆွဲပြီးတော့ပြောရတယ်လေလို့ပြတော့သူတို့ရဲ့ဒီစကားဆိုင်ဆွဆွဲမှုနဲ့ဒလန်တွေရဲ့မတွေးမိတာတခုပါလေဒီဟာတွေမဖမ်းခင်မှာအမကသာဟာလာဒီအဲ့ဒီရောင်းရတဲ့ပတ်စံနဲ့ PDF ကိုထောက်ပံ့ချင်တယ်ဆိုရင် PDF လက်မှတ်လက်နက်တွေပါတယ်ဝယ်ဖို့တာဘာဖြစ်လို့ထောက်ပံ့နိုင်ပါလဲလက်နက်ဝယ်တယ်ဆိုတာခလေးကစားတယ်လို့လမ်းပေးမှာငွေရုပ်တီးရောင်းငွေရုပ်တီးမောင်ရောင်းတယ်လို့မျိုးဟာလားဈေးတော့ဝယ်စားတယ်လို့မျိုးရောင်းရ900ပေးမယ်ငါ့ကိုရောင်းလို့လုံးလို့မရဘူးနိုင်ငံတကာအသိမဲ့ပြုတဲ့လက်မှတ်တွေတကက်တရားဝင်မှာတရားဝင်ရတရားဝင်တဲ့နိုင်ငံရဲ့စီးစစ်စိတ်တွေဒီလိုမျိုးအဖွဲ့အစည်းတွေစစ်စိတ်တွေနဲ့တွားပြီးမှဝယ်ပြရတာအမရှာတဲ့ငွေပတ်စံဆိုတာကသိန်း200 300ဆိုတာကဒေါ်လာနဲ့လဲရင်ယူရိုနဲ့လဲရင်တော့မှပတ်စံလေးယူရို2000 3000ဆိုတာကြည်တထောင်တော့ဝယ်လို့မရတဲ့အစ် ခြေတကဝယ်ချင်နေဆိုရင်တော့ဒီလိုမျိုးဓာတ်ပြင်းမှာထိုင်ပြီးဝယ်လို့ရတာမဟုတ်ဘူး။အဲ့တော့သူတို့မပန်းနေမှာစဉ်းစားရမှာဒါအတမန်ပြည်သူတယောက်ကဟလာတကယ်ငလျင်ဘေးတင်နေတဲ့လူတွေကိုလှူနေတာ။စစ်ပေးဆောင်ကကလေးတွေခြေလက်ပြတ်နေတဲ့ကလေးတွေဟလာဘုံချင်းထဲမှာမှာစားကြံဖြစ်တောက်ချာမရှိနဲ့၄-၆ရက်ဒီသူတို့ဘုံလာကျဲတဲ့အချိန်မှာစားဖို့တောက်ဖို့ဒီကျွေးနေထဲမှာသူတို့တွေနေဖို့ထိုင်ဖို့အတွက်အမိုးကာတွေမိုးရွာတဲ့အခါမှာစာတင်လို့မရတဲ့ဟာတွေဒီကလေးတွေအတွက်သူတို့ကျမ်းပါရေးစရိတ်တွေအတွက်အမယောက်ျားလက်ဖြတ်တောင်းနေလို့မရဘူး။အလှူရှင်တွေထိုင်ဆောက်နေလို့မရဘူး။ဒီလူတွေကနေ့စဉ်နဲ့အများထမင်းစားနေတာ။ ဒီလူတွေထမင်းစားဖို့ဒီလူတွေအသက်ရှင်ဖို့ကလေးမွေးဖို့ဒီလူမီးတွင်းထဲမှာစစ်ထဲမှာကလေးမွေးတဲ့အခါမှာစစ်ဘေးတင်နေတဲ့လူတွေထဲမှာလေကလေးမေတွေအများကြီးပါတယ်ကိုယ်ဝင်တွေအများကြီးပါတယ်ဒီလူတွေကခွဲရဖို့အတွက်စိတ်ဖို့အတွက်တို့တို့အတွက်စေးဝါးတယ်ဘုံနဲ့တက်တဲ့ကလေးတွေခြေနဲ့ပြတ်နေတဲ့လူတွေအတွက် medical supply နဲ့ဒီ supply တွေ medical supply တွေပေးဖို့အတွက်ကဆိုတာကအမအလူရှင်တို့တိုက်ဆောက်နေလို့ရှိရင်သူတို့ဒုက္ခအများကြီးရောက်သွားနိုင်လေအဲ့တော့အမလှုပ်ပေးနိုင်တဲ့ကံတာတစ်ခုကလည်းအမလှုပ်ပေးတယ်အမစိတ်ကရှင်းရှင်းလေးဘသူအတက်မှတတ်ဖို့တော့ထောက်ပံ့နေရလည်းမဟုတ်ဘူးစစ်တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်အများဆုံးခံစားရတာပြည်သူတွေပဲ အများဆုံးခံစားနေရတာပြည်သူတွေပဲ။ဘာကြောင့်ပြည်သူတွေအများဆုံးခံစားရလဲဆိုတော့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဂျားထဲမှာညံ့နေတဲ့ညီစာတွေကပြည်သူတွေပဲ။အဲ့တော့ကိုယ့်ရဲ့နိုင်ငံကအစိုးရကမကောင်းတဲ့အခါမှာသူတို့တကူတဲ့အတွက်တပူတဲ့အတွက်လုံနေတဲ့အခါမှာဘလို့မျိုးဘလို့မျိုးဟိုတက်တရာဘယ်ထောင်းမှနေပဲဖြစ်ဖြစ်သူတို့ပတ်ဆိုင်ရဖို့သူတို့ဘလို့မျိုးထောင်းမှနေပဲဘလို့မျိုးဘသူတွေကိုဒုက္ခပေးဖို့ငွေညှစ်လို့ရမယ့်အရာတွေအလိုတပလို့ရအယူပါဒီပတ်ဆိုင်ဘာမှမဟုတ်ဘူးအမှတ်တိုင်းနေရတော့ဆိုတော့ဘာမှမဟုတ်ဘူး။ဘာသာဘာမှမဟုတ်ဘူးလို့ပြောလဲဆိုတော့ ကိုအတွက်ရှာတယ်ဆိုတော့ကိုကပို့ပြီးတော့မှခန်းစားရမယ်ဒါပေမဲ့အခုကဘာလဲဆိုတော့အမထားတယ်ကလှူဖို့အတွက်အမအတွက်ဒါအမဆိုအစလာကလေးအမယူရိုနဲ့ဒေါ်လာနဲ့အမရောင်းမှာပေါ့အမဘာဖြစ်လို့ဒီလိုဒီမပြီကိုစိတ်မချတယ်ဒီမပြီမှာဘာဖြစ်လို့ဒီလိုမျိုးငွေတွေကိုအမတန်းရာနဲ့ချီပြီးတော့မှမိတ်ဆွေတွေကိုကိုညီတောင်းပါလေဘာဖြစ်လို့ဆိုအမ ဒါရီကစစ်ကောင်စီထင်တယ်လို့မျိုးဒလန်နေထင်တယ်လို့မျိုးအမက PDF တွေသူတို့စက်ဖို့အတွက်လက်နက်တွေထောက်ပံ့နေတယ်သူတို့ထင်တာအမတို့လေ PDF ကိုလှူချင်တယ်ဆိုလို့ရှိရင်အမတို့ NUG ကိုပဲလှူကြတာ NUG ကိုပဲစက်သွဲတာအမတို့ပွဲဆိုသမ ्या ဟလာအမတို့တော်လန်ရေးတွေဟိုကာလာတွေမှာတောက်တော်လန်ရေးပွဲတွေနိုင်ငံသားတိုးတွေသွားဆိုနေဆိုအဲ့ဒီရှားတဲ့ပတ်စံတွေအားလုံးက NUG တို့ဟလာတကယ်ကိုအဖွဲ့အစည်းတို့လှူတာအဲ့တော့သူတို့တကယ်လို့ဖမ်းချင်တယ်သွားချင်တယ်ဆိုလို့ရှိရင်အဲ့ဒီ NUG ရဲ့လက်အောက်မှာရှိတဲ့အဖွဲ့အစည်းသူတို့ဖမ်းချင်တယ်သူတို့ တုံညာမလှုပ်ရဲဘူးမထိရဲဘူးဘာလို့လဲဆိုတော့သူတို့ထိရတယ်သူတို့နာမယ်ဆိုတော့သူတို့တိလို့အမကိုလှုပ်တာဘာဖြစ်ဆိုအမကအသားမဲ့ပြည်သူတွေကိုလှုပ်နေတာဒီလိုပြည်သူတွေကိုနာအောင်လှုပ်လေဟာလားဟို NUG ကနာသူတို့ရှော့ပေးမလားနောက်ပိုင်းအမမလှုပ်ရဲတော့ဘူးလားသူတို့ထင်မှာတကယ်တမ်းကြတော့လေအမကကောင်းတာလှုပ်တာ တည်တာဒီကလေးတွေမောင်းနေဆိုတော့ဘာအဖြစ်မှမရှိဘူးတာမဲသူနာပြူလေးတွေတာမဲဟိုကလေးမိတယောက်ကလေးနှစ်ယောက်သုံးယောက်နဲ့သူကသူဈေးရောင်းနေတာဒါမဲအမောက်ချစ်လို့လို့အော်အမအမလူချင်တာလေးရှင်ပြောတော့ညီမအကောင့်နဲ့လက်ခံပေးမယ်ညီမလူပေးမယ်ဆိုပြီးတော့မှအတုစီရတစ်စက်အမလူလေးလုပ်ပေးတာသူဆိုလည်းဖန်ခံရတဲ့အချိန်မှာမကွေးမှာတွားပြီးတော့မှဒီစကိုင်းတို့ဟိုတောင်ဟူတို့မကွေးတို့ဘာမှာငလျင်တင့်နေတဲ့လူတွေကိုအမကညီမလေးရေလူပေးပါနော်ဆိုပြီးမှပတ်စံလေးပေးလိုက်တဲ့ဟာလေးကိုတွားပြီးတော့မှတွားလူပေးတာဆိုတော့ဘလောက်ထိများသူ့အနေနဲ့သူ့မိသားစုတွေနဲ့ခံစားရမလဲအမပထမဆုံးပူတောင်ပူသွားဟဲ့ ဒီနေ့ပဲငါ့ကိုလှူပေးမယ်ပြောပြီးတော့မှအလုံးက Facebook ကနေပျောက်သွားတယ်။ဒါမဲ့မဆိုင်ထဲမှာထင်တာပေါ့နော်လူတွေအားလုံးဒုက္ခရောက်နေတဲ့ခါကျငါ့ငွေလိမ်သွားလားမသိဘူးဆိုဘာဖြစ်လဲဆိုအမမကောင်းတာလုပ်တာမဟုတ်ဘူးကွာသူတို့ထင်တယ်လို့မျိုးလက်နက်တွေရောင်းပြီးတော့ပီဒီအက်ဖ်ကိုထောက်ပတ်နေလို့သူတို့ထင်နေကြတာဒီငွေလေးမစွတ်မပုတ်မပဲတပြားနဲ့တိတ်တရားတရားဆိုတော့အမတို့ယူရိုနဲ့လဲတာတော့ထောက်ထောက်ပဲရှိတာမြန်မာငွေတန်ဖိုးတဲ့ပါမဝယ်လို့မရတာလက်နက်မပြောနဲ့ဟိုချီတထောင်တာဝယ်လို့မရတဲ့ပတ်သက်ဒါပေမဲ့ဒီပစာလေးတိုင်ငါလင်းငါးဆယ်ဟာထမင်းငက်နေတဲ့လူတွေစေးရုံမှာစေးမရှိတဲ့လူတွေဒုက္ခရောက်နေတဲ့အဖိုးဖွားတွေစားဖို့တောက်ဖို့အတွက်ကလေးမေတွေကလေးမွေးဖို့အတွက်အကုန်ဝင်နေမိခင်တွေ သူတို့အတွက်ပြီးတော့နေ့စဉ်နဲ့အမျှစစ်ဘေးတိုက်ခံနေရတဲ့စစ်ဘေးတည်နေတဲ့နေရာတွေမှာရှိတဲ့ကလေးတွေအတွက်စားဖို့တောက်ဖို့အတွက်တနေ့စာတနေ့လေးရရင်တောင်မှသူတို့အဆင်ပြေပါစေဆိုအစိတ်နဲ့အမတ်တာတွေလုပ်နေရမှာနေတယ်ဘလို့ဒီစိတ်ပင်ပန်းနေဆိုစဉ်းစားကြည့်ကိုနဲ့ဘာမှမဆိုင်တဲ့ဒီအလုပ်မတစ်ခါမှမလုပ်ဘူးဒီ online shopping ဆိုတာတမ်းအမလုပ်တယ်ဘာဖြစ်လို့လဲဆိုအမလူချင်းတန်းနေတဲ့အရာတွေအားလုံးအမမိသားစုအမတစ်ချိန်လုံးဘာမှလုပ်ပေးလို့မရဘူးတစ်ချိန်လုံးပတ်သက်သွားတာမရောက်ကြရင်ငါလူချင်းတို့ပေးပါဆိုတတိယ350အမတော့တောင်းလို့ရလား မရဘူးအမမလည်းကလေးသုံးယောက်ရှိတယ်သူတို့ရဲ့ចောင်းစည်းရိတ်တွေနေဖို့စားဖို့တွေဇရိတ်တွေအမယောက်ျားရှာနေရတာအမအပူမပေးချင်ဘူးအဲ့တော့ကိုတန်းတန်းနဲ့ပြန်တယ်စိတ်ကောရှင်းတဲ့အလုပ်ငါအလူကိုစိတ်ပြက်ပြက်တသားနဲ့ငါလောက်တော့မယ်အဲ့တော့ကျောင်းငါယောက်ျားငါ့ကိုကိုညီပြီးတော့မှဒီဒီလိုက်စတဲ့ဟာလာဒီဈေးရောက်တဲ့ဟာတွေအားလုံးကသူဒီဘက်မှာအီတလီကနေအခုလုံးလှုပ်ပေးတယ်။ဘာဖြစ်လဲဆိုတော့အောင်ကမိမလှူချင်တန်းချင်တယ်စိတ်ဆန်းချမ်းသာပါသေးဆိုတော့အမရဲ့အမျိုးသားရဲ့စိတ်ကြောင့်အမဒီအုပ်လေးကိုလုံနိုင်တာ။ No no မျက်ရည်ကျတာခါမချောဘူး။မျက်ရည်ကျတာဆိုတော့အမရဲ့ပြည်သူတွေအတွက်မတရားဖမ်းဆီးခံရတဲ့အမညီကောင်မတို့မိစေတွေအတွက်အမမျက်ရည်ကျတာ။တခြားတော့မဟုတ်ဘူး။ဒါအမကသူတို့ လက်လျှော့လိုက်လို့လက်မြောက်လိုက်လို့မျက်ရည်ကျတာမဟုတ်ဘူးဘာကြောင့်များအပြစ်မရှိတဲ့လူတွေပေါ်မှာဖမ်းဆီးပြီးတော့မှအမတရားဆွဆွဲတာလေသူတို့ရဲ့မိသားစုတွေသူတို့ရဲ့တားသမီးတွေသူတို့ဘလောက်ထိများခံစားရမလဲအမရဲ့အလူအတွက်သူတို့ကတစားကန်ဖြစ်သွားတာအမထောက်ပံ့ပေးနေတယ်ဆိုတဲ့ဟာတွေကအားလုံးကဒီကဲကိုဒုက္ခရောက်နေတဲ့လူတွေကြီးပဲဒီကလေးဖေးတဲ့နေရာတွေမှာလိုက်လူပေးနေတာစစစကြည့်ပါဒီလိုမျိုးသာဖမ်းဆီးသေးဆိုလို့ရှိရင်ဒီလိုကြီးတာဖန်စီကျေးဆိုလို့ရှိရင်အခုကြည့်နေတယ်ဘာလဲတလှန်နေပါလေနားလေအမောက်အိတ်လာပွဲနေတယ်မလားတလှန်နေပါပြီးတော့အမ အလှလောက်တဲ့ထဲမှာလေအမအပေါ်မှာတကယ်ဒုက္ခရောက်တရရောင်နဲ့မှာအကောက်လို့ခြင်းလို့ငွေလွဲမဲ့အကောက်ကိုတိခြင်းလို့တမင်တက်တက်အမကြီးကျွန်တော်တို့ဒုက္ခရောက်နေကျွန်တော်စီဒီရမှာကျွန်တော်ပြဖမယ်ကျွန်တော်ကတော့ပမာကျွန်တော်မိမတော့ခလေးမွေးပါတော့မယ်ဆိုပြီးမှမျိုးစုံလောက်တဲ့လူလေအမကတော့ဘသူ့အမအော်ဒလန်လားပြည်သူလားတကယ်ကိုဟိုငါအပေါ်မှာရုံမှာမယ်လို့လားဆိုအမဘယ်တော့မှမခွဲခြားဘူးတော့ဘာသာမခွဲခြားဘူးလဲဆိုတော့လှူတဲ့အခါမှာလူကစိတ်ရှင်ရတယ်စိတ်တက်ရတယ်ပြောနေရတော့ဒီလိုလူကိုလှုပ်လို့လူဆိုးမို့လို့လူကားမို့လို့ဆိုပြီးအမကခွဲစားပြီးတော့မှလူတက်တက်စိတ်တက်လည်းမရှိဘူးအဲ့တော့စားတဲ့လူစိတ်လုံးနေဆိုစားပါစေအမရဲ့ပေးလိုက်တဲ့လှူလိုက်တဲ့ငွေလေးဟာ အမမလည်းပြင်ပြင်မမနဲ့စိတ်တော့ကများစွာနဲ့မိသားစုတစ်ဖက်ကလေးတစ်ဖက်နဲ့ရုံးကန်ပြီးတော့မနေ့ညညမှပြီးတော့မဈေးတွေရောင်းပြီးတော့မှလှူထားတဲ့အလှူကိုစားရက်တယ်အမပေါ်မှာလှုပ်ရက်တယ်ဆိုလို့ရှိရင်ခံပါစေ အမလေးအေးပဲအခုမှမျက်ရည်ချူပြနေရအောင်အော်မျက်ရည်ချူအဲ့ဒါမျိုးတွေပေါ့အခုဆိုအမကမလာပြောရတူတွေတွေ့တယ်မလားဟိုဒီအရေးဆိုတကယ်ကလန်နေသူတို့ပုံတွေလည်းသူတို့မခေါ်ရဲဘူးအဓိကတော့သူတို့နေ့စဉ်နဲ့အမြစိတ်စိတ်ကောင်းစီစီကနေဟို900တထောင်ကြားတယ်ဆိုတာနဲ့သူတို့ကစိတ်ကကျိန်နေတာကွာပြီကွာသူတို့အမကပြောပါဘူးအမအလူခံတဲ့နေမှာအဲ့လိုမျိုးအောက်လူနဲ့အလူခံတဲ့လူလည်းအများကြီးပဲပါတယ်ဒါပေမဲ့အမလှူပေးတယ်ကျမကလေးမွေးရတော့မယ်ကျမမစေးရုံစီမရှိဘူးအမရေလှူပါဦးဆိုတော့အမလှူပေးလိုက်တယ်အော်ငါလည်းမိခင်တည်းကကလေးမွေးရမယ်အချိန်မှာစိတ်ဖြစ်စီမှု stress တွေနဲ့အများဘယ်လိုမျိုးပေါ့ဟိုဟို ကလေးမွေးဖို့တော့ကြောက်နေရမှာလဲဆိုတဲ့စိတ်မျိုးဖြစ်မှဆိုလို့အိုးဘာပဲဖြစ်ဖြစ်စေဖို့ဘာခါရောက်ပါစေဆိုပြီးတော့မှလှုပ်ပေးရပါစေဆိုတဲ့စိတ်နဲ့ပဲလှုပ်ပေးလိုက်တာအဲ့လိုမျိုးတွေအမလှူရတဲ့အချိန်မှာအမဘောကတစ္ဆာပြန်ဖောက်တဲ့လူတွေရှိတယ်အရင်တော့တစ်ခါကူညီခဲ့ဘူးတဲ့ကိုယ့်စီကငွေတွေလိမ်သွားတယ်ပြီးတဲ့အခါကျတော့သူတို့ဘာမှအပြင်မှာလှုပ်ရှားလို့မရတဲ့အခါမှာကိုယ့်စီမှာလာပြီးပြန်လာတောင်းပန်တယ်ပြန်လာတောင်းပန်ပြီးတော့မှအမရဲ့ကျမကိုဒီ Facebook မှာပြန်ရှင်းပေးပါကျမခိုးတာဟိုကျမလိမ်ထားတဲ့ပတ်စံတွေမဟုတ်ပါဘူးဆိုတဲ့အကြောင်းပြောပေးပါဆိုပြီးတော့မှလာပြီးပြန်ပြောတဲ့လူတွေရှိတယ်ဒါပေမဲ့ အဲ့ဒီလိုမျိုးလွယ်လွယ်နဲ့လိမ်လွယ်လွယ်နဲ့အမကဖြေလျှောက်ပေးရလောက်အောင်လေအမလည်းတော့ချီတော့မတုံးဘူးကွာအဲ့ဒီတော့အမှန်တရားကိုသိအောင်လူမျိုးချတဲ့နေကြတာဒီလိုချွတ်တော့လူပြအမတို့အဒီဟန်သူဖြစ်သွားတာပေါ့ဆိုတော့အမရဲ့ပေးလိုက်တဲ့အလှူမာတွေကိုခုပုံမှာရုပ်မှာကောက်ချစ်ဖို့အတွက်ကြံစီတာတဲ့ဒလန်တွေလည်းအများကြီးဖြစ်လာတာလည်းရှိတယ်ဒါပေမဲ့အမအဖြစ်မပြောပါဘူးအမအကုန်လုံးခွင့်လွတ်တယ်အမခွင့်လွတ်တယ်ဒါပေမဲ့အမစိတ်မကောင်းတာကကိုယ်အလှူအတွက်ကူညီပေးတဲ့ဘာမဆိုင်ညာမဆိုင်နဲ့မိသားစုတွေအားလုံးစိတ်ဆင်းရဲရတယ်ဒီမောင်လေးနဲ့ညီမလေးဟာလား ူမှာငလျင်တက်ကိုအလှူသွားလုပ်ပြီးတော့ပြန်လာမှသူဖမ်းခံရတယ်။နောက်တစ်ယောက်ဒီအလှူအတွက်ကိုမှငွေတွေသွားပြီးလွှဲပေးပြီးသူ့အတွက်လှုပ်ဆင်းနေရမှသူ့လာပြီးတော့မှရောက်ကောင်စီကနေခေါ်ပြီးတော့သူ့ဖမ်းသွားတယ်။အမဖမ်းမလို့ရောက်တော့မရောက်ဘူး။ဟဲ့ငါလောက်နေတာငါ PDF ကိုထောက်ပံ့နေရတယ်မဟုတ်ဘူး။ PDF ကိုငါထောက်ပံ့နေဆိုတာကလက်ပတ်တာငါပွဲဆူပြီးတော့မှနိုင်ငံခြားကနေပြီးတော့မှပွဲနေဆိုပြီးရတဲ့ပတ်စံကို NUG ကနေတစ်စင်အဖွဲ့အစည်းကနေတစ်စင်လှူတာ။အဲ့တော့ဒီကလေးတွေကဘာမှမဆိုင်ဘူး။အဲ့တော့ သူတို့တကယ်ဖမ်းချင်တယ်လောက်ချင်တယ်ဆိုလို့ရှိရင်တကယ် ANU ကြီးကလည်းတစ်စစ်လောက်နေတဲ့အဖွဲ့အစည်းတွေအများကြီးပဲထိုင်ချသူတို့မထိရဲဘူး။ဘာကြောင့်မထိရဲဘူးလဲဆိုတော့တကယ်သူတို့ကိုစော်နေတဲ့လက်နက်တွေဝယ်ပြီးစော်နေတဲ့နေရာကတကယ်ကိုပြည်သူတွေအခိုင်အမာထောက်ပံ့နေတဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်ပဲသူတို့မလောက်ရဲဘူး။ကိုရီချာတို့ပြည်သူကိုထမင်းစားဖို့အတွက်ငလျင်ဖေးတဲ့လူတွေအတွက်တကယ်ကိုစေဝေးဝါးကလူနေတဲ့နေရာတွေကိုလှူတဲ့အလှူတန့်တန့်ကိုမှသူတို့လာထိစော်ကားတဲ့အတွက်ကြောင့်ဒီအကူတို့ကသူတို့ရလိမ့်မယ်။တကယ်လို့အမလို့ လူတွေကလူဖမ်းတယ်ဆိုသူတို့ဖမ်းစရာတွေအများကြီးနော်အခုသူတို့ဘောမနေတဲ့ဆယ်လီတွေအများကြီးပဲဘောမနေတဲ့ဆယ်လီတွေကလေးမွေးနေတို့ဟလာဗာမွေးတွေညာမွေးနေအလူတက်မင်္ဂလာအလူပြုတ်တယ်လို့ပါဆိုသူတို့ဆိုလို့ရှိရင်သူတို့ဘောမနေတာဒါလည်းအလူပဲလေတကယ်လို့သာအလူအလူလောက်ချင်းတာဖမ်းမယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်တော့သူတို့ပြန်ပြီးထောင်ထဲဝင်နေရလိမ့်မယ်သူတို့ငလင်ဘေးတဲ့နိုင်ငံတကာနဲ့ဖြူထားလေဘီလီယံ၄၅၆ဘီလီယံလောက်ရှိတဲ့ပတ်စံတွေသူတို့ဒါအလူတွေသူတို့လက်ခံထားတာမလားတကယ်လို့သာဒုက္ခရောက်တဲ့ပြည်သူတွေကိုအလူလောက်ချင်းတာဖမ်းခံရမယ်ဆိုလို့ရှိရင်သူတို့ကိုသူတို့ပါသူတို့ထောင်ထဲထည့်ရလိမ့်မယ် နေ့စဉ်တည်းကလူတွေကတနည်းမဟုတ်တနည်းနဲ့လှုပ်နေကြတာအချင်းချင်းထောက်ပံ့နေကြတာအဲ့လိုဒါလှုပ်မယ်ဆိုလို့ရှိလို့ရှိရင် तू ဖမ်းဆီရလူတွေအများကြီးပဲသူ့ဘောမတွေလူတွေကိုယ်တိုင်ကလေးမွေးနေအမေမွေးနေယောက်ျားမွေးနေမိန်းမမွေးနေဆိုပြီးတော့လှုပ်နေကြတာမဟုတ်ဘူးလား ဲ့လူတွေပါတော့ဖက်လေဒါဆိုလို့ရှိရင်သူ့ကိုပုံကန်နေတဲ့ပြည်သူတွေသူ့ကိုလက်မခံတဲ့ပြည်သူတွေနေစဉ်တူတူကထမင်းစားနေတာလို့လှူနေတာပဲမဟုတ်ဘူးလားသူတို့ကဖမ်းချင်နေဆိုရင်အမအမဘာလို့လုပ်လဲဆိုတော့ဒလန်ရှိလို့ဒလန်ကအမကိုကြည့်လို့မရလို့ဒါမှမဟုတ်လေအမလိုပဲစီးပွားသက်တူတဲ့ online shop တစ်ခုခုကနေပြီးတော့မှဟာလာဟိုအမကိုဈေးဝယ်ချင်အောင်စောင့်ပြီးတော့မှသူတို့ရဲ့စစ်ကောင်စီဘက်ကနေပြီးတော့အုပ်စုတွေကလက်တူတာအမလိုကလုပ်ကြည့်ဆို online shop တွေအများကြီးပဲကနိုင်ငံခြားကနေပြီးတော့မှဒီမြန်မာနိုင်ငံအောင်တင်သွင်းနေရတယ်အများကြီးပဲဟုတ်လားဆိုအမကကြာတော့အမပြိတ္တတယ်အမကိုချစ်လို့ဝေတာဒါရီကသူတို့တော်လိုင်းကြီးတော့ထောက်ပံ့မှာဆိုရယ်စိတ်နဲ့ဝေတာမဟုတ်ဘူးအမကလည်းတော်လိုင်းကြီးတော့ထောက်ပံ့နေဖို့အချိန်မရှိဘူးဘာကြောင့်လဲဆိုတော့ တော်တော်ရေတော့ထောက်ပြမယ်ဆိုရင်တို့ထေတယ်လို့မျိုးလက်နက်တို့ဟာဘုံးနေဓာတ်တွေဝယ်ဖို့ဆိုတာကခလေးမုံစားလို့လှုပ်လို့ရတလားတို့တွေမစင်စားတာတို့တွေမစင်စားတော့ပြောပြတာအမထောက်ပြနေတဲ့အရာတွေကအားလုံးကလေအခုပေးနေတဲ့ပတ်စံတွေအားလုံးကဘယ်ဟိုသွားလဲဆိုတော့ငလင်းလှုပ်တဲ့လူတွေငလင်းဘေးတင်သွားပြီးတော့မနေစရာထိုင်စရာမရှိတော့တဲ့လူတွေအမခုနကပြောသလိုစေဘိုးဘာကမထနိုင်တဲ့ထောင်တွေကအမျိုးသမီးတွေချင်းနှိမ့်မနေဆက်ခံနေရတဲ့ထောင်သားတွေနိုင်ငံရေးအကျဉ်းသားတွေအတွက် ဟိုစားဖို့တောက်ဖို့စေးဖို့ဝါကအမလှူပေးတာအဲ့တော့အမရဲ့ကောင်းတဲ့ကုသိုလ်လေးကသူ့ထိုးတာမှကုသိုလ်ရပါသေးတယ်အမကဘသူ့ကောင်ကမထိခိုက်ဖ ೇನೆ လူအတက်ကိုလည်းမတက်ဖ ೇನೆ သူတို့လည်းဘာမှမနှောက်ရှက်ဖ ೇನೆ လှူတဲ့အလှူပါသူတို့ဒါဖမ်းမယ်ဆိုလို့ရှိရင်ဖမ်းလို့ရရွေးအများကြီးပဲအခုတို့ဘောမနဲ့ celebrity တွေတို့အရေးမယူထားတဲ့ celebrity တွေအများကြီးပဲတို့တွေဆိုလက်စင်များများလှူနေတာပဲမဟုတ်ဘူးလားအမလို့ဒါဟိုအလှူလောက်တိုင်းဖမ်းမယ်ဆိုလို့ရှိရင်ဟိုတို့လက်အောင်အလှူလောက်တွေအလှူလောက်တဲ့လူတွေအများကြီးပဲ ။ကဖမ်းလေခလေးမွေးနေလို့ပါကမခုနကပြောသလိုပေါ့လှုပ်လို့ရတယ်လေတက်လာလှူတိုင်းသာဖမ်းမယ်ဆိုလို့ရှိရင်တော့ကောလွယ်လွယ်လေးအဲ့တော့အမမလို့သာတိုးနဲ့ထောင်နဲ့လို့ဒလန်ရှိလို့သာအခုလိုပြောအမကဟိုအလူငွေတွေကိုသူတို့တိမ်သွားတာအဓိကတော့သူတို့ငွေလိုတယ်ကွာဘယ်နေရာမှငွေရှာလို့မရအောင်အဲ့ဒီခါကျတော့အမတို့လိုလူမျိုးကိုဒလန်ကရှာပေးတယ်ဆိုလို့ရှိရင်သူတို့၄၅သိန်းပေးလိုက်မယ်သူတို့ဒီအကောင့်ကြီးပိတ်ပြီးသူတို့ပတ်စံယူမယ်ဆိုတော့ဒါကြီးအရှမ်းအောက်တန်းကျတယ်အလူငွေအလူပို့တော့ကောမရှာထားတဲ့ပင်ပင်မဲမဲနဲ့ရှာထားတဲ့ပတ်စံကိုသူတို့ကအခုလိုမျိုးဟလာ အပြစ်မဲ့တဲ့ပြည်သူတွေကိုဖမ်းပြီးတော့မှလောက်တယ်ဆိုလို့ရှိလို့ရှိရင်အဲ့ဒီငရဲကကြောက်ရွံ့ကောင်းနေတော့ဘာဖြစ်လဲသူတို့ဖျားရည်စရာတွေလည်းငွေတွေယူပြီးလှူငွေတွေလည်းဘုံပြီးသွားပြီသူတို့ရဲ့စိတ်တွေရောကိုယ်တွေရောဘလောက်အထိဖျားကဟိုသူတို့အကူတူတွေဝယ်နေလဲသူတို့ကိုသူတို့သူတို့နားမလဲဘူးအဲ့တော့အခုလိုကာလမျိုးမှာကိုကိုယ်တိုင်အလှူတန်းမလုံနိုင်နေပါဘာကြောင့်သူများလောက်တဲ့အလှူတန်းလေးကိုစိတ်ကောကိုပါတန်တန်လေးနေမှာဟိုတာတို့မခေါ်ချင်တာလေအခုလိုမျိုးအမရဲ့အကောင့်ထဲမှာတက်လာနေအများကြီးဆိုလဲအမသိတယ်အဲ့တော့ဟို အမကိုတိုက်ခိုက်လိုက်လို့လေအမကဘာမှမဖြစ်သွားပေမဲ့အခုဖမ်းခံလိုက်ရတယ်မောင်လေးညီမလေးဆိုအပြစ်မရှိဘူးအမတို့ပြည်သူတွေထဲမှာမဖမ်းခံရတာအဲ့လိုသာဖမ်းကြီးဆိုလို့ရှိရင်နေ့စဉ်နဲ့ညဟိုတနိုင်ငံလုံးသူတို့ဖမ်းရလိမ့်မယ် ရှင်းရှင်းပဲဖမ်းမယ်ဆိုတနိုင်ငံလုံးကိုဖမ်းရမှာသူတို့ပြောနေတဲ့ဟိုတကယ်နာမည်ကြီးတွေအခုပွဲတွေလုတ်သွားတဲ့နာမည်ကြီးတွေဆိုနိုင်ငံသားတွေမှာသွားပြီးတော့မှပွဲတွေတော်တော်ဆူနေရလေအဲ့ဒီပစ္စည်းတွေလည်းပြန်လာလို့ရှိလို့ရှိရင်လာမှလှူကြတယ်ဟဲ့ဒါလေးကအမေအလှူမွေးနေအလှူဆိုဒါဆိုလို့ရှိရင်လည်းသူတို့သစ္စာဖောက်နေရပဲလေဒုက္ခရောက်နေတဲ့ပြည်သူတွေနေတဲ့သူကထမင်းကနေရလူတို့လှူနေတာပဲလှူရတဲ့လူတွေကဖမ်းမယ်ဆိုအဲ့လိုပဲဖမ်းရမှာတနိုင်ငံလုံးသူတို့ဖမ်းရမှာသူတို့ကသူတို့တော့မှပြန်ပြီးအချုပ်ခန်းနဲ့ပြန်ဝင်ရလိမ့်မယ်မင်းအောင်လိုက်ကိုတိုင်ဘိုးချုပ်မူကြီးမင်းအောင်လိုက်ကိုတိုင်ကထောင်ထဲပြန်ဝင်ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့သူကိုတိုင်မှဖခင်တွေမှလှူနေရမဟုတ်ဘူးလားသူကိုတိုင်မှဟိုအเจ้าတွေသွားဒီเจ้าတွေသွားမိမမေကြီးတွေသွားပြီးသူသွားကြည့်နေရမဟုတ်ဘူးလားသူကဟိုလှူရတဲ့လူတွေဖမ်းကြည့်ဆို င်တနိုင်ငံလုံးဖမ်းရမယ်။သူကိုယ်တိုင်လည်းဖမ်းရမယ်။သူလူလူအလူခံနေတဲ့သူဖုန်းကြီးတွေလည်းသူဖမ်းရမယ်။ဟုတ်လားအမပြောတာ။အဲ့ဒါဆိုအလူခံနေတဲ့ဟိုဖုန်းကြီးတွေမေတီလာရှင်ကြီးကြောင်းတိုက်တွေလည်းသူတို့ဖမ်းရမှာပေါ့။အဓိကတော့အလူတိုင်းသာဖမ်းနေဆိုရင်တော့ကွာတနိုင်ငံလုံးသူတို့ဖမ်းရလိမ့်မယ်။တို့မြန်မာတွေအလူတိုင်းရိုက်ရောတယ်။အဲ့တော့ဟိုဒလန်လောက်တဲ့လူများလည်းသိစေချင်ပါလေ။ကိုယ်တိုင်ကမလှူနိုင်ပေမဲ့ ူများလူတွေကလူသားမှုမခေါ်နိုင်ဘူးဟလာအဲ့ဒါအရန်ရှက်စရာကောင်းပါလေကျမတို့ညီမလူမျိုးတွေဘာကြောင့်မတိုးတက်တယ်လဲဆိုတာသူများအလုတ်ကိုဟလာဟိုဘယ်လိုပြောမလဲကိုကဟိုသူများလို့မလူနိုင်ဘူးသူများလို့အလုတ်မလုံနိုင်တဲ့အတွက်ကြောင့်သူများလှုပ်ထားတဲ့သူများထားထားတဲ့ပြုတ်ထားတဲ့အလှူကိုကုသိုလ်ကုသိုလ်မခေါ်နိုင်တဲ့အပြင်ကိုသာမှုမခေါ်နိုင်တဲ့အပြင်ကိုအကုသိုလ်ကိုအကုသိုလ်ဖြစ်ပြောင်းလဲရအောင်လို့သူများတွေဒုက္ခပေးတာ ဲ့ဒါအရာဝင်ရဲကြီးတယ်နော်အဲ့ဒီအာကုတူပါလေအဲ့တော့အမပြောချင်တာကဒီစစ်ကောင်စီနဲ့တကွာတလန်လေးတိစေချင်တာကအမရဲ့ဒီအလှူငွေကိုလိုချင်တယ်ဆိုယူသွားပါဒါပေမဲ့ဒါတွေကဟိုဟိုခုနှစ်ရက်သားသမီးတွေကိုလှူဖို့အတွက်အမကဒီအိတ်ကလေးကိုရောင်းပြီးရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီပတ်စံဒီအားလုံးတန်း300ကျော်ကိုသူတို့ဘလို့နီးနေပဲယူယူယူချင်တာယူပါဒါပေမဲ့အဲ့ဒီအာကုတူဟာလေအဲ့ဒီတန်း300နဲ့မကဟိုပို့ပြီးတော့များတဲ့အာကုတူချလိုက်မယ်စိတ်ကြီးစင်ရဲချင်းကိုကြီးနွမ်းပါချင်းဟဲ့လားဘယ်အရာဘယ်နေရာရောက်ရောက်ဂုံကြက်တည်ညှိုးနှွမ်းချင်းဆိုတဲ့အရာတွေအားလုံးနဲ့ဟို အာကုတူတွေရကြလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အမစိတ်တန်တန်နဲ့လှူတာဖြစ်တဲ့အတွက်ကြောင့်ဒီအလှငွေတွေအားလုံးကိုယူတဲ့လူဒီအလှငွေတွေကိုတိုင်းအောင်လို့အကြံပေးတဲ့ဒလန်တွေအားလုံးကိုလည်းအမဒီဟာနေပြတာပို့ပေးတယ်။အဲ့ဒီကုတူတွေကိုအာကုတူအဖြစ်ပြောင်းချင်တဲ့သူတို့ရဲ့စိတ်တွေကိုဖះမြင်တော်မူပါ။ဘာဖြစ်လဲဆိုတော့အမတော့ခွင့်လွတ်ပါတယ်။အမကဘလောက်ပဲရုံမှာရုပ်ပါ။ဒါပေမဲ့မကောင်းတဲ့အရာကိုပြုတဲ့လူကတော့ဖះကတော့ခံခံပါပဲ။ဒီထပ်ပကပုံပြီးအခုတို့များချင်းနေဆိုလို့ရှိရင်လောက်ပါအမကတော့ဆက်လိုက်ပြီးတော့ဒေါ်လာရေးတက်ဆော့သွားနေအောင်ပါပဲဒေါ်လာရေးဆိုအမလူတက်ဖို့တော့ဒေါ်လာရေးကိုလောက်ရမှာမဟုတ်ဘူးဒီဒေါ်လာရေးမှာတစားကန်ဖြစ်နေတဲ့ပြည်သူတွေအတွက်စားဖို့တောက်ဖို့အမတစ်လက်တစ်ဖက်တစ်လမ်းကနေအလို့ရှိနေအမတို့ထိုင်ဆောင်လို့မရဘူး အလူရှင်တွေအားလုံးကလည်းသူတို့ရဲ့စားဝတ်နေတဲ့အတွက်ရုံးကန်နေရတဲ့အတွက်ကြောင့်တစ်ဖြည်းဖြည်းနဲ့စီးပွားရေးအကျက်တဲလာတဲ့ခါမှာဘယ်သူမှအလှူငွေတွေကိုဟိုပြည်သူတွေကိုချောက်အောင်ဒုက္ခရောက်နေလို့ရစီကိုပြည်သူတွေအစီအရောက်မပုတ်နိုင်ကြတော့အဲ့တော့ကိုယ့်ဘာသာကိုစီးပွားရေးလေးလှုပ်ပြီးတော့မှလှူတန်းတဲ့ဟာကိုပိတ်ပင်တဲ့အတွက်ကြောင့်ဒီအကူတူတွေကဘယ်လိုရကြမလဲဆိုတာစောင့်ကြည့်နေပါအဲ့တော့အမကတော့စိတ်နာပြစ်တာပဲထားပါတယ် ဒီမောင်လေးနဲ့ညီမလေးတို့စိတ်မကောင်းဘူးဒါပေမဲ့အမှန်တရားဆိုတာပေါ်လာမှာပါသူတို့တွေကစဉ်းစားတတ်တယ်ဆိုလို့ရှိရင်တော့အလှူသားမဲ့အလှူတစ်ခုကိုသူတို့ဒီလိုမျိုးလှုပ်ရဲတယ်ဆိုတဲ့ဟာကတော့ပြည်သူတွေမြင်သွားတာပေါ့အလှူတာမှမလှုပ်ရဲလောက်အောင်ပြည်သူတွေပေါ်မှာရက်ဆက်တယ်ဆိုတာမျိုးပြည်သူတွေမြင်သွားတာဘလို့လို့သူတို့အုပ်ချုပ်မှာလဲဒီပြည်သူတွေအုပ်ချုပ်နေတာဆိုပြည်သူတွေရဲ့မြစ်တာပြည်သူတွေရဲ့စေရနာပြည်သူတွေရဲ့အလှူတာမှခွင့်မပြုတဲ့ဟိုနိုင်ငံတော်ရဲ့အကြီးအကဲကြီးကိုဘသူကသူတို့ရဲ့လှုပ်ရက်တွေကိုထောက်ခံမှာလဲ ဟိုမဲရွေးကောက်ပွဲလုပ်လိုက်ပါဘာသူမှတို့မဲပေးမှာမဟုတ်သူမှတို့ပဲစာရွက်တွေမှာရေးပြီးပုံးနေမှာဟန်ဆောင်ပြီးတော့မှမဲမဲမဲဆိုပြီးတို့မဲပေးပါတယ်ဆိုပြီးလုံးဝမလောက်ချက်စရာကောင်းလဲဘာဖြစ်လဲဆိုပြည်သူတွေလှူလာတော့မှလိုက်ပြီးဖမ်းဆီးတယ်ပြည်သူတွေဘာမှလုပ်လို့မရဘူးဈေးရောက်လာတော့လိုက်ဖမ်းဆီးတယ်ပြည်သူတွေဘာလုပ်လို့လိုက်ပြီးတော့ ထောက်ထားပြီးသူတို့ကြည်နေရတဲ့အာဟုတူကလည်းနည်းနည်းနော်အာဟုတူမဟုတ်ဘူးအဲ့တော့အမားတို့ကလှုပ်ရှားရှိတာဆက်လှုပ်ရမှာပဲအမားကသူများအသက်ကိုတတ်ဖို့အတွက်လည်းထောက်ပံ့တာမဟုတ်ဘူးတကယ်တော့ခွာရောက်နေတဲ့ဘိုးဘွားတွေခုနှစ်ယောက်သားသမီးတွေအားလုံးတစားဖို့နေဘူးတတ်ဖို့အတွက်ကိုကိုနိုင်တဲ့ဘက်ကနေကူညီပေးတာအမားကူညီတဲ့ပတ်စံဆိုတာဘာမှမဟုတ်ဘူးတိုင်တောင်းချင်နေတဲ့ပတ်စံလည်းမဟုတ်ဘူးသူတို့ထင်တယ်လို့လက်နက်တွေဝယ်ပြီးရင်းလို့ရတယ်ငွေပမာဏလည်းမဟုတ်ဘူးအမားကလက်နက်တွေဝယ်ပြီးတော့ထောက်ပံ့ချင်နေဆိုလို့ရှိရင်အမားမြန်မာနိုင်ငံဘယ်ငွေပို့မှာလဲအမားအဲ့လိုညံမနေဘူးအမားတခါတည်းနိုင်ငံခြားငွေနဲ့တခါတည်းဟိုဟိုဟိုအမေရိကတို့ NUG ရုံးကြီးရှိတဲ့နေရာတို့အလှူငွေတွေကိုထားရလှူမှာပေါ့အမားဘာဖြစ်လို့ပြည်သူတွေအချင်းချင်းဒုက္ခရအောင်လုပ်ပါလဲအဲ့တော့အမားက စိတ်နာဖြူဖြူစင်စင်နဲ့ရိုးရိုးတာမဲ့ခုနှစ်ရက်သားမျိုးလှူပုတ်လောက်တဲ့အတွက်ကြောင့်အမကစိတ်ရှင်းတဲ့အတွက်ကြောင့်အမတငယ်ချင်းမျိုးအကူညီတောင်းတာသူတို့ကလည်းတန်းတန်းတာမဲ့စိတ်နဲ့ပဲကူညီပေးတာအဲ့ဒီတော့ကြောင့်အခုလိုဖြစ်သွားတဲ့နေမှာအဓိကတရားခံကစစ်ကောင်စီနဲ့ဒလန်ကြောင့်ပဲ ူတို့ကအာမန်အပြစ်မရှိတဲ့လူတွေဖြစ်တယ်သူတို့အာမန်အပြစ်မရှိတဲ့ပြည်သူလှူချင်းတန်းချင်းကိုတော့ကျွန်မကိုအကြောင်းပြပြီးဖမ်းဆီးတယ်ဆိုလို့ရှိရင်အဲ့ဒီအမှုဖြစ်အောင်ပြဿနာဖြစ်အောင်လုပ်တဲ့လူတွေကိုယ်တိုင်နားလဲပါစေသိပါစေဟိုစဉ်းစားဉာဏ်လေးရှိပါစေလို့အမကတော့ပြောချင်ပါတယ်အမဘာမှမမုံဘူးဘာမှမတိုက်ခိုက်ဘူးအဲ့တော့လူတိုင်းဟာမလို့လိုရင်လောဘတွေရှိကြတယ်ဒါပေမဲ့သူများမိသားစုစီးပွားရေးကိုထိခိုက်အောင်လို့လောက်ရလောက်တဲ့အဆင့်ကျွန်မအောက်တန်းမကြဘူးအဲ့လိုရုံမှမြင်လဲကိုယ့်ကိုပြန်တုံးတတ်ပါငါဒီအဲ့လိုမျိုးဆိုရုံမှနေပါသလားငါဒီသူများရဲ့စီးပွားရေးငါဒီသူများရဲ့မိသားစုအသက်စိတ်ဆင်းရဲမှုကိုဖြစ်အောင်လို့ငါလုပ်နေမိပါသလားဆိုတဲ့ဒလန်တချို့စဉ်းစားနိုင်ပါစေလို့အမကတော့စတောင်းမိပါတယ်ဒါပေမဲ့အခု ချိန်ထိအမမျိုးစုံအပြစ်ပြောနေတဲ့လူတွေအခုချိန်ထိအမလာပြီးကလန်တိုက်နေတဲ့ဒလန်လေးအားလုံးလည်းမသိပါနဲ့တနေ့တစ်ချိန်မှာကိုလုတ်ခဲ့တဲ့ဟာကိုတမိုင်းပါပဲအဲ့တော့ကိုရဲ့သားသမီးတွေကိုဘယ်မဲ့ဘယ်မျက်နှာနဲ့ကြည့်မှာလဲကိုသူတို့ထမင်းကျွေးနေတဲ့ပတ်စံကဟိုအဆက်ကဆောက်ကိုဖုံးမပြီးတော့မှရနေတဲ့ပတ်စံလားအမှန်တရားကိုမျက်ွယ်ပြုတ်ပြီးတော့မှအသက်ကိုရှင်နေတာလားဆိုရင်အသက်ရှင်ရတာတန်ဖိုးမရှိပါဘူးအဲ့တော့အချိန်မီကိုကိုပြုတ်ပြင်ပါကိုအမားလုံးပြီးလဲဆိုရင်လည်းဝင်ခံမှာမကောင်းတဲ့အရာကိုဟိုအမှန်တရားကိုမျက်ွယ်ပြုတ်ထားမိတယ်ဆိုလို့ရှိရင်လည်းအမှန်တရားအမြန်ဆုံးပြင်နိုင်ပါစေလို့အမားရဲ့စုံကတောင်းပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီထဲမှာအကောင့်တူတွေနဲ့အများကြီးအမောက်တိုက်ခိုက်နေတဲ့လူတွေဈေးဝယ်တဲ့လူတွေအများကြီးပဲ ဆိုတော့တချို့တွေဆိုလို့ရှိလို့ရှိရင်စကားချို့ချို့လေးတဲ့တကယ့်ကိုဟိုဘယ်လိုပြောမလဲဈေးဝယ်တဲ့ပုံစံနဲ့လောက်ပြီးတော့မှအမအောက်ငင်ရအောင်ယူတဲ့တယ်မှာလည်းပါတယ်အများကြီးတချို့ဆိုပတ်စံဝင်ဝင်မလွှဲဘူးနော်ဒါပေမဲ့အောက်ငင်ရသွားအောင်လုံးဝအောက်ငင်ထွက်သွားအောင်အဲအဲ့လိုမျိုးလုပ်တဲ့လူအများကြီးပဲဒါပေမဲ့အမကဘသူကတော့ငါ့ကိုဒလန်လောက်မှာပဲဘသူကတော့ငါ့ပုံမှာလုံးမှာပဲလောမှာမတွေးဘူးဖတ်တော့မတွေးဘူးလဲဆိုအမရဲ့စိတ်က ရှင်းတယ်ငါဒါကိုလှူဖို့အတွက်လှုပ်တာငါဘသူ့အတက်မှာတက်ဖို့အတွက်ထောက်ပံ့နေရမှာမဟုတ်ဘူးတကယ်တော့ခွင့်ရောင်တဲ့လူတွေပေးတာဖြစ်တဲ့အတွက်ကြောင့်အမအဲ့လိုမျိုးကိုမှမစင်စားထားဘူးဒါပေမဲ့အဲ့ဒီအပေါ်မှာမှယုံမာလာတဲ့ဒလန်တို့စစ်ကောင်စီတို့ရဲ့ဆုံးဖြတ်စင်ကျင်အားနည်းမှုကတော့အမလည်းအမခံတယ်အဲ့တော့အမှန်တရားကတော့အမှန်တရားတိုင်းရှိနေမှာပဲဟိုပြည်သူတွေကိုမတရားဆဆွဲဖမ်းဆီးတာရက်တန်းကရက်ပါဘာကြောင့်လဲဆိုတော့သူတို့တွေအပြစ်မဲ့တဲ့လူတွေအမတို့ဖမ်းနေတယ်ဆိုလာဖမ်းလိတကယ်လို့နေအဖွဲ့စီအများကြီးပဲရှိတယ်အထက်မှာတကယ်ကိုဟိုတော်လန်ရင်းမှာဟိုလက်နက်တွေဟလာ drone တွေစစ်စင်ရေးတွေအတွက်ကိုလောက်နေတဲ့နေရာတွေအများကြီးဘယ်လိုအဲ့ဒီကောက်မီဖမ်းရလာမဖမ်းရဘူးရှာလို့ကိုမတွေ့ဘူးဘာကြောင့်လဲဆိုတော့ ချိတ်လို့မပြရအဲ့ဒီလူတွေသွားပြီးတော့မှအဲ့တော့အမကလို့တာမန်လူတွေကိုလာထိတာပေါ့တာမန်လူတွေရဲ့လူတွေကိုပဲလာထိတာဆိုတော့ပြဿနာတော့မရှိပါဘူးအမကတော့ဒီနီးနဲ့လူလို့မရတခြားနီးနဲ့အမလှူနေမှာပဲအဲ့တော့အမကခွင့်လုပ်ပေးပါတယ်ဖះရှိတယ်ဖះကအမှန်တရားကို စောင့်ကြည့်နေတယ်။အဲ့တော့ဟိုမကောင်းတဲ့အရာကိုလုပ်နေရလူတွေရှိတယ်ဆိုလို့ရှိရင်လည်းစိတ်လျှော့လိုက်ပါ။ကိုမကောင်းတာလုပ်နေရဆိုတာကိုကိုကိုသိပါတော့ဟလာနော်ဟိုမတရားဖန်ဆင်းခြင်းခံရတဲ့မောင်မီညီမတွေတွေ့လဲအဖန်တရားရှိပါတယ်။ဇွဲမလျှော့ပါနဲ့အားမလျှော့ပါနဲ့အမတို့တတ်နိုင်သမျှအကောင်းဆုံးစူးစမ်းပေးပါမယ်။အမအတွက်ဟလာဒီကုသိုလ်ကိုဝေးမျှရင်းနဲ့မှအခုလိုမျိုးမတရားဆက်ဆွဲဖန်ဆင်းခံရတဲ့မောင်မီညီမတွေတွေ့လဲအမထုနှူးညွတ်ပြီးသားစုဝင်တောင်းမှန်ပါတယ်။အမမှာသူတို့ထိခိုက်လို့စိတ်လုံးဝမရှိပါဘူး။အမအကူညီပေးခြင်းအပြင်အခုလိုဒုက္ခရောက်သွားတဲ့မောင်မီညီမလေးတွေလည်းအမဒီနေ့ကနေတောင်းမှန်ပါတယ်။ဟိုအမတရားအတွက်ဆက်လိုက်ပြီးတော့ရက်တီပေးပါ။ ဖြူစင်တာကိုဖြူစင်တာကိုကိုညီတာဖြူစင်တာမှန်တဲ့အတွက်ကြောင့်ဖခင်ကတရားနေမနေပါဘူးအဲ့တော့ကြောင့်ဒီမောင်လေးညီမလေးတွေအတွက်လည်းပြည်သူတွေကအတန်ထွက်ပေးပါပြည်သူတွေကရက်တီပေးပါလို့အမပြောချင်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်